Redmi Xiaomi ဖုန်းထဲမှာကိုယ့်ရဲ့ phone screen ပေါ်မှာရှိတဲ့ software တွေကိုတွတ်ခတ်ထားတဲ့နည်းလမ်းကိုပြပြပေးမှာဖြစ်ပါတယ်။ setting လေးထည့်ကိုဝင်သွားလိုက်ပါ။ set ပါမှာချက်ထောက်လိုက်ပါ။ app lock လေးရရှာလိုက်ပါဒီထဲမှာဒီမှာပေါ့နော် app lock လို့ရရှာလိုက်ပါ။ app lock ကိုချက်နေပြီးတော့ဝင်သွားလိုက်ပါ။ turn on ကိုနေပြလိုက်ပါ။ ဲ့ phone screen လောက်ပုံစံတိုင်းပဲကျွန်တော်တို့ခတ်ချင်နေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ phone screen မှာလောက်ချထားတဲ့ပုံစံတိုင်းပဲကျွန်တော်တို့ရဲ့ phone screen လောက်ကိုဖွင့်လိုက်ပါဒါမှမဟုတ်ကျွန်တော်တို့ chain password ကိုနှိပ်ပြီးတော့မှ password attic ကိုထည့်နိုင်တယ် next ကိုနှိပ်ပါ not now ကိုနှိပ်ပြီးတော့ဒီတိုင်းပဲကျွန်တော်တို့ okay ပြီးတော့ not now ထည့်ပြီးတော့နှိပ်လိုက်ပါခုလေးကျွန်တော်တို့ use app lock ကိုထည့်ပြီးတော့နှိပ်ပေးလိုက်ပါ cancel တစ်ချက်နှိပ်ပါဘုံထဲမှာရှိတဲ့ software တွေကိုတော့ခတ်ထားပေးနေဖြစ်ပါတယ်ဗျာနော်ဒီအောက်မှာ Facebook တို့ Messenger တို့ပေါ့နော် ကျွန်တော်ထပ်ပြီးတော့ခတ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာကိုယ့်အကူစိတ်ကြိုက်ကိုခတ်ချင်တဲ့ software တွေကိုလိုက်ပြီးတော့ဖွင့်ပေးလိုက်ပါဒီမှာပေါ့နော်ကြည့်ဒါဆိုရှင်တော့ကျွန်တော်တို့ခတ်ထားလိုက်ပြီဖြစ်ပါတယ်ကိုယ့်ရဲ့ phone screen ပေါ်မှာကျွန်တော်တို့တော့ခတ်ထားတဲ့ application တွေထဲမှာကျွန်တော်တို့ချက်ဝင်ကြည့်မယ်ပေါ့နော် messenger တွေကိုတစ်ချက်နှိပ်လိုက်မယ် okay ဒါဆိုရှင်တော့ messenger တော့ခတ်ထားလိုက်ပြီဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ phone screen lock ကိုကျွန်တော်တို့ချက်ဖွင့်ပေးလိုက်ပါ okay ကျွန်တော်အနေနဲ့တော့မခတ်ထားခြင်းကိုပြန်ပြီးတော့ဖြုတ်ထားခြင်းလေဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်း setting လေးထဲကိုတစ်ချက်ပြန်ပြီးတော့ဝင်သွားလိုက်ပါ ဘာမှကို app lock လို့ check ပြန်ရိုက်ချင်လိုက်ပါ okay app lock ထဲကို check နေလိုက်ပါ setting icon ပုံစံလေးကို check နေပေးလိုက်ပါ app lock ဒီနေရာထဲမှာကို off လုပ်ပြီးတော့ပိတ်ထားလိုက်ပါ